ကေလို့လာမင်းတွေကဒီမှာမက်ရှေစာအောင်နဲ့တဲ့အသင်ကခေါ်ယူဖို့အတွက်ထဲမှန်ပြီးတော့ဂျိုးပန်းကင်းမယ်ဆိုရင်တို့အသင်ဘက်ကတေးကြပါတယ်ဈေးဒီထက်မှာကပို့ပြီးတော့မြင်မလာဖို့ရှိတယ် အားလုံးမင်္ဂလာပါမယ်နီယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ message ဆောင်နဲ့တနေ့ပသက်ပြီးကစားသမားပြောင်းရွှေ့သတင်းလေးတချို့ရထားတာရှိပါတယ်ဘုံမောင်းတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့စီမီယိုကိုပေါ့ဗျာ United အသင်းက Lime New York ဒီမှာထိမ့်မှန်ပြီးတော့ကြိုးပဲဖို့ရှိနေကြောင်းဒီတချို့ဖော်ပြထားတာရှိပါတယ်ဆိုတော့ဒီကစားသမားဖြစ်သူနဲ့ပသက်ပြီးတော့ကျွန်တော်တို့ပြီးကြတဲ့ရာသီမှာလည်းတတော်ကိုအချိန်ကောင်းခဲ့တယ်ဆိုတော့ဒီကနေ့မှာဆိုပေါ့ဗျာအစ်ဒီကစားသမားနဲ့ပသက်ပြီးတော့နောက်ဆုံးရထားတဲ့သတင်းမှာဘလို့အကြောင်းအရာတွေပါဝင်မလို့ဆိုတော့ဆွေးနွေးတော့ပါမယ် မနေ့ကလေးပဲကျွန်တော်ဗီဒီယိုတင်ဆက်မှုဗီဒီယိုတင်တာမရှိပါဘူးအကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျာတော်တော့ကိုကျွန်တော်ကလည်းဗီဒီယိုတင်တာပြက်ကွက်တာတွေများနေပြီဆိုတော့ဒါကြောင့်ညီကိုတို့ကိုတကယ်အားနာမိပါတယ်တောင်းလဲတောင်းမဲ့ပါတယ်ဒီကနေ့မှကျွန်တော်တို့အစ်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားရအောင်ဆိုတော့ပထမအောင်ဆုံးပေါ့ဗျာမင်းရှင်းဆောင်နေတဲ့အသင်းကပေါ့ဗျာပြီးခဲ့တဲ့နေရာဒီမှာဆိုရင်ဘုံမောက်တိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့စီမီယိုကိုခေါ်ယူဖို့အတွက်ကြိုးပမ်းခဲ့တယ်အဲ့လိုမျိုးကြိုးပမ်းခဲ့တဲ့နေရာမှာလည်းကျွန်တော်တို့ဒီပြင်ဆင်မှုနဲ့ပြီးလို့ရှိရင်ကစားသမားကိုချိန်ခဲ့တဲ့နေရာမှာတို့တို့ကိုကောင်းမွန်ခဲ့တာပေါ့ လက်ရှိအချိန်မှာလည်းပဲဒီကစားသမားဖြစ်သူကိုလာမင်းညရာဒီမှာထက်မှန်ခေါ်ယူဖို့ရှိကြောင်းကျွန်တော်တတိတိချိုးရထားတာပေါ့ဗျာဆိုတော့ဘုံမောအနေနဲ့ပေါ့ဗျာသူတို့ရဲ့ကစားသမားဖြစ်သူရဲ့အရေးသေးကိုရှင်းစာပြီးတော့လက်ရှိတန်ကြီးပေါ့ဗျာပေါင်85တန်အထိသူတို့ဘက်ကတဲမဲထားတာဖြစ်လို့မန်ချက်စတာအနေနဲ့အသင်ကဒီကစားသမားဖြစ်သူရဲ့အပြောင်းအရွှေ့အနေအထားတစ်ခုမှာကျွန်တော်ခက်ခဲမှုတွေရှိလာနိုင်တယ်ပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ ယူနေတဲ့အတင်ကခေါ်မယ်ဆိုတာနဲ့တခြားအတင်ကကစားသမားတွေကဈေးတွေကြုံလို့တတော်ကိုမြင်မှမှုတွေရှိတယ်။လက်ရှိအဲ့ဒီစီမီယိုအနေနဲ့ပေါ့ဗျာကာလာပေါက်တဲ့ဒီကစားသမားရဲ့အရည်သေး performance တွေခြေစွမ်းပိုက် quality ကောင်းလာတဲ့အတွက်ဘမအတေဘကပေါင်သက်85တဲ့အထိကိုနောက်ဆုံးတက်မှတ်ထားတာပေါ့ဒီလိုလာမင်းတွေကဒီမှာမက်ရှယ်ဆာအောင်နဲ့တဲ့အတင်းကခေါ်ယူဖို့အတွက်ထက်မှတ်ပြီးတော့ဂျိုးပန်းကင်းပြီဆိုရင်သူတို့အတေဘက တေးကြပါတယ်ဈေးဒီထက်မကပို့ပြီးတော့မြေမားလာဖို့ရှိတယ်သာသမာပြည်သူရဲ့အွေသေးပိုင်းကိုကြွယ်လို့ကြည့်မဆိုးဘူးလို့ပြောလို့ရတယ်ပြည်မားလေးမှာပေါ့ဗျာကစားနေတဲ့အထာနေတဲ့ပလေယာတယောက်ဖြစ်တယ်တိုးတော့လာမင်းနွေရဒီအနေဒါတစ်ခုကိုကျွန်တော်တို့ကြည့်ရမယ်ဆိုရင်ဒီကစားသမားဖြစ်သူအနေနဲ့ပေါ့ဗျာဘုံပေါင်းနဲ့နောက်ထပ်ဒီအင်ဂျူရီပြဿနာတဲ့ခြေစွမ်းပိုင်းအရာဆိုရင်ကစားသမားနိုင်ငံအနည်းငယ်အတဲကြရှိတဲ့အတွက်သူ့ကိုကျွန်တော်တို့တတိယပြောလို့မရဘူး အခုမက်ရှယ်စာကိုနည်းနည်းသင်္ကာဒီကစားသမားဖြစ်သူကိုပြီးကလေးရာသီမှာလည်းကျွန်တော်ကြိုးပမ်းခဲ့တယ်အခုဒီရာသီမှာဆိုရင်လည်းပဲလှုပ်ဆောင်မှုရှိနေတာပါဗျာဆိုတော့အဘုမအတင်ပက85တန်းကိုနောက်ထပ်နွေရာသီအပြောင်းဖြစ်မှာထပ်မံပြီးတော့တိုးမြင့်ခဲ့မယ်ဆိုရင်မက်ရှယ်စာကိုနည်းနည်းသင်္ကာခေါ်ယူဖို့ကတော့ဟိုနှောင့်နှေးမှုတွေရှိကောင်းရှိလာနိုင်တယ်ဘာဖြစ်လို့ဆိုတော့ကိုယ်နေတဲ့သင်္ကာပါဗျာဒီဘန်ဒါရဲ့အကျဲတေးပိုင်းတွေပြီးလို့ချင်း investment လုပ်တဲ့နေရာမှာလည်းခက်ခဲတယ်အများကြီးကျွန်တော်ရှိနေတယ် ဆိုတော့ဒီလိုအနေထားတစ်ခုမှာဘုံဘောဘက်ကတိုက်ရှိကစားသမားတယောက်ကိုပေါ့ဗျာပေါင်85တဲဆိုတာကတော့အဲ့လောက်ထိကျွန်တော်တို့မများဘူးခေါ်ယူနိုင်တဲ့အနေထားမှာကျွန်တော်တို့ရှိနေတယ်သို့တော့ကျွန်တော်ခုနပြောသလိုပါပဲဘုံဘောဘက်ကတကယ်လို့မက်ချက်ဆောင်နေတဲ့ကျိုးပန်းခင်မယ်ဆိုရင်သူတို့ကသူတို့ကစားသမားဖြစ်သူကိုပေါင်85တဲကနေ80တန်းတရာထိကျွန်တော်ဖြစ်သွားမှာဒါကမက်ချက်ဆောင်နေတဲ့အသင်းကတည်းကအခက်တွေးနိုင်တဲ့အနေထားတစ်ခုပေါ့ဒီလိုမျိုးပုံစံဖြစ်လာခဲ့မယ်ဆိုရင်ဒီကစားသမားဖြစ်သူကျွန်တော် ဟိုခေါ်ယူဖို့ကတော့ချိန်ချားမှာပေါ့ဗျာအတင်းမှာပေါ့ဗျာအမတိုင်းပြောလို့ချင်းကျူဆူအဂျစကီတို့အခုပေါ့ဗျာပြီးလို့ချင်းကျွန်တော်ရက်ရှမန်ဝိုင်လန်ကလာမယ့်နေရာဒီကုံလို့ရှိရင်မက်ချက်ဆောင်နေတဲ့အတင်းကိုပြန်လာမလားသူကပေါ့ဗျာအခုလက်ရှိအငါတော့ကစားတဲ့အတင်းမှာတတော်ကိုအဆင်ပြေနေတယ်မက်ချက်ဆောင်နေတဲ့အတင်းကိုလည်းပြန်မလာရှင်တဲ့ပုံစံများရှိနေတဲ့အတွက်ကျွန်တော်ကရောင်းချဖို့စီရင်တဲ့မှာရှိနေတဲ့ကစားသမားတွေကိုအငါကနေအပိသက်ကိုကျွန်တော်လှုပ်ဆောင်ရမှာ အခုလည်းပဲတရင်တရှိုးထက်မှပြီးတော့တက်လာတဲ့ပုံစံမှာဆိုရင်တိုက်စစ်ကစားသမားဂျူဆူအဂျီစကီအနေနဲ့ကလည်းအခုလက်ရှိဖြစ်ပြနေတဲ့မဆက်ဆောင်နေတဲ့အသင်းရဲ့အကျဲတင်းပုံစံတွေကိုသူကသဘောမကျဘူးပေါ့ဗျာနှိမ့်ဆိုင်မှုမရှိဘူးအသင်းမှာမပျော်ရွှင်မှုဖြစ်နေတယ်ဒါကြောင့်လူရသည်အကာလတစ်ခုမှဆိုရင်အသင်းကလည်းပြောင်းဖို့အတွက်ထွက်ခေါ်ဖို့အတွက်သူ့အနေနဲ့ဆန္ဒရှိနေတယ်ဆိုပြီးတော့တရင်ကျွန်တော်တို့တက်လာတယ်ဆိုတော့ချင်းချင်းပြောလို့ရှိရင်ပေါ့ဗျာဒီကစားသမားဖြစ်သူကမဆက်ဆောင်နေတဲ့အသင်းမှာပွေးထွက်ခွင့်ရဖို့အတွက်ကတော့ ဗေဂျမွန်ဆစ်စကိုနောက်မှပဲရှိနေမှာဗေဂျမွန်ဆစ်စကိုအင်ဂျူဖြစ်မဲ့အတန်ပြဿနာကြုံမဲ့အဲ့လိုမျိုးဖြစ်မှာပဲဂျူဆိုဆစ်စကိအနေနဲ့အာပူတိုကင်ရမှာပေါ့ဗျာဒါဝပဲသူ့အနေနဲ့အဲ့လိုမျိုးစိတ်ပြက်လည်းပဲဖြစ်နေတဲ့ပုံစံမှာကျွန်တော်တို့ရှိနေတယ်လို့ပြောလို့ရတယ်ဆိုတော့ညီကိုတို့အနေနဲ့ဒီဘုံမောတိုက်စစ်ကစားသမားစီမီယိုနဲ့ပတ်သက်ပြီးတော့ဘယ်လိုရှိမလဲတကယ်လည်းပဲမန်ချက်စတာအောင်နေတဲ့အတင်ကဒီကစားသမားဖြစ်သူကိုလာမင်းနွေရတဲ့ပြောင်းရွှေ့တခုမှအမေရိကန်ခေါ်ယူဖို့ကြိုးပမ်းခဲ့မယ်ဆိုရင်ဘုံမောအတင်က သူတို့ရဲ့ကစားသမားဖြစ်သူကိုတန်ချင်းဖြတ်မှတ်ပြီးတော့တွန်းပြဖို့အရှင်နေရှိမလားသူတို့မို့လို့ရှင်အဲ့ဒီပေါင်သန်း85တန်းအထုကိုပဲဘုံမော့ဖက်ကဒီတောင်းဆိုမလားဆိုတာမက်ချက်ဆောင်နေတဲ့အဲ့ဒီနေနဲ့ဒီကစားသမားဖြစ်သူကိုဘလို့အရှင်နေမှာဘလို့ပုံစံနဲ့ကျိုးပဲ့လာမလဲဆိုတာပဲကျွန်တော်စောင့်ကြည့်ရမယ်ကစားသမားဖြစ်သူရဲ့အနေထားက quality ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဒါပေမဲ့လို့ ဟိုနောက်ပိုင်းရာသီတွေမှာဘလို့ပုံစံတွေသွားမလို့ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာဆိုတော့ညီကိုတို့အနေနဲ့ဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ဘလို့ချင်းမီယူချဲစီလို့ဆိုတာဆွေးနွေးပေးကြပါအောင်မန်ချက်စတာအနေနဲ့အစ်တင်နေတဲ့ international break color ပြီးလို့ချင်းလာမယ်အဝေးကွင်းဘောက်ဘူးနဲ့ပွေးစီမှာကျွန်တော်တို့ရာလဲကောင်းတစ်ခုပိုင်ဆိုင်နိုင်မှုရှိမလား ဘာဖြစ်လို့ဆိုတော့ပြီးခဲ့တဲ့ကျွန်တော်နိုင်ငံတကာပွဲစီမှာတိုင်ခင်မှာကစားခဲ့တဲ့မက်ရှယ်ဆောင်နဲ့တိုင်ကကိုရင်အော့ဖ်ရက်ပေါ်မှာစန်တယ်လေးကိုတတော်ကိုကောင်းမွန်တဲ့ပုံစံနဲ့နေပြအမ်မိုရီရဲ့နစ်စနစ်ပိုင်းဖြူပါတယ်ကစားသမားပွေးထုတ်လာတဲ့အနေထားတွေနောက်တစ်ချက်ကျွန်တော်အသင်းရဲ့ဂိုးသမားဖြစ်တဲ့ဆန်နီလဲမန်ဒီလဲမန်ကိုပေါ့ဗျာ အမ်ရယ်ကလာမယ့်ပွဲစီတွေမှာအသုံးပြုနိုင်ခြင်းရှိမလားဆိုတာညီကိုရိုးရဲ့အမြင်လေးတွေကိုဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ထပ်လည်းမက်ချက်စာုံတဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိလေစူးစမ်းပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်ကြပါအောင်ပြောကြရင်လည်းအားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ